မင်္ဂလာပါအဲ့တော့ကျမတို့အခုဒီဆေးရုံဆင်းတဲ့အခါမျိုးမှာပေါ့နော်ပြောရတဲ့စကားပြောစာကြောင်းလေးကြီးအကြောင်းကိုကျမ share လုပ်ပေးပါမယ်အဲ့တော့ did checks instruction ဖြစ်ပါတယ်ဆေးရုံဆင်းတဲ့ညွှန်ကြားချက်တွေဖြစ်ပါတယ်အဲ့တော့ Luna ကိုမင်းဆေးရုံဆင်းလို့ရပါပြီဆိုပြောမှတော့ပြောမယ်ပေါ့နော် so you are ready to be discharged discharged ဆိုတာကဆေးရုံဆင်းတာဖြစ်ပါတယ် you are ready to be discharged အဲ့တော့ဒါတွေကဆေးရုံဆင်းတဲ့အာ uh, လက်မှတ်တွေပါနော် sales sales service end လေးပါ here are your discharge papers here are your discharge papers အဲ့တော့ဒီဆေးရုံဆင်းသွားပြီဆိုလို့ရှိရင်အရင်ဆုံးပြထားတယ်ပေါ့နော်မူလပြထားတဲ့ဒီဆရာဝန်နဲ့ဆက်ပြီးတော့မှအာဆက်ပြရမယ်လို့သူပြောမယ်ပေါ့နော် follow up လုပ်ရမယ်လို့ပြောမယ် so make sure to follow up with your primary care physician make sure to follow up with your primary care physician ဲ့တော့နောက်တစ်ခါသူ့ကိုအိမ်မှာနေတဲ့အခါမှာဘာတွေလုပ်ရမလဲဆိုရဲညွှန်ကြားချက်လေးတွေပေါ့နော်ဒါလေးရေးထားတဲ့စာရွက်ကိုပေးမယ်ဆိုတော့ these are your home care instruction these are your home care instructions တော့စီးတွေကိုညွှန်ကြားထားတဲ့အတိုင်းတောက်ပါနော်အဲ့လိုပြောမယ်မှားတာပေါ့နော် take your medicines expedited take your medicine expedited ော့တကယ်လို့များစေတောက်တဲ့နေရာမှာလက်ချင်ခံလုပ်တဲ့နေရာမှာအာဒီဟိုစဉ်းစားလို့မရတော့ဘူးတော့မေ့သွားတာတခုခုကိုရှုပ်ထွေးလာတယ်ဆိုလို့ရှိရင်ငါတို့အချိန်လေးဆက်သွယ်ပြီးမေးပါနော်အဲ့လိုပြောမယ် if you experience any complication is contact x immediately if you experience any complications contact x immediately အော်ဒီဒဏ်ရာကိုတက်တက်ရှင်းရှင်းနဲ့၆တွေ့အောင်ထားပါ keep the wound clean and dry keep the wound clean and dry အော်တကယ်လို့များဟိုအယိုးတွေပါရေကျိုးတဲ့လူနာမျိုးဆိုလို့ရှိရင်အာဒီအိမ်ရောက်တဲ့အခါမှာဒီခွန်အားသုံးပြီးတော့မှလုပ်ရတဲ့အာဒီဟိုအားတွေပေါ့နော် antibiotics တွေကိုလုပ်မလုပ်ပါနဲ့ဆိုပြီးတော့ပါနော်ခွန်အားသုံးပြီးလုပ်ရတဲ့လှုပ်ရှားမှုတွေမလုပ်နဲ့လို့ပြောမှာမယ်အဲ့တော့ avoid it is strenuous antibiotics တော့ strenuous ဆိုတာကခွန်အားသုံးတာအားစိုက်ထုတ်ရတဲ့ဟာမျိုးပေါ့ avoid strenuous activities โอเคဒါလေးတွေကတော့ဒီဈေးရုံဆင်းတဲ့အခါမှာလူနာတယောက်ကိုညွှန်ကြားရတဲ့ dis checks instruction နဲ့ပတ်သက်တဲ့စကားပြောစာလုံးလေးဖြစ်ပါတယ်အဲ့တော့ဒီ video file လေးကနေ english စာနဲ့ပတ်သက်တဲ့ knowledge လေးတွေရပါမယ်လို့ကျွန်မထင်ပါတယ် english စကားကိုအခြေခံကနေကျွန်းကျွန်းချင်းပြောတတ်ခြင်းလေဆိုရင်ကျွန်မရဲ့ brilliant future english စာသင်တန်းမှာရှိတဲ့ basics english speaking course ကိုတင်ယူလို့ရပါတယ် video ကိုခုလိုအဆုံးထိကြည့်ပြီးတော့မှသိတာပေးရတော့လေကျေးဇူးတင်ပါတယ်